ားလုံးပဲမင်္ဂလာပါ KD Success Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုမှာတော့ AI ကိုအသုံးပြုပြီးတော့ကိုယ်သိကျင်တဲ့ information တွေကိုအမြန်ဆုံးအတိုချုံးပြီးတော့လေ့လာရနေလေဦးမျှော်ပေးသွားမှာဖြစ်ပါတယ်အဲတော့နည်းပညာခက်မှာဆိုလို့ရှိရင် information တွေကအများကြီး overload ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုယ်သိကျင်တဲ့ဟာကိုအများကြီးဖတ်နေရမယ်ဆိုရင်ဘယ်လိုမှအချိန်ပေးနိုင်မှာမဟုတ်ပါဘူးအဲတော့ကိုကအချိန်မပေးနိုင်မင်းနဲ့ချိန်တိုတင်းမှာထိထိရောက်ရောက်လုပ်နိုင်မှာပဲတကယ်ကိုအကျိုးရှိပြီးတော့သူများရဲ့ရှေ့ကိုရောက်မှာဖြစ်ပါတယ် အဲ့တော့ဒီဗီဒီယိုလေးကိုမစခင်မှာကိတုစဆက် channel မှာ AI နီးပညာနဲ့ဘူတုတအချက်လက်တွေကိုပုံမှန်မျှဝေပေးမဲ့ channel လေးဖြစ်လို့ subscribe မလုပ်ရသေးဘူးဆိုရင် subscribe ပြုလုပ်ထားပြီးတော့အမြဲဝင်ရောက်လေ့လာဖို့အတွက်ဖိတ်ခေါ်ပါတယ်။နောက်တစ်ခုသတင်းကောင်းပေးချင်တာကတော့ကိတုစဆက်ရဲ့အဲ့ဒီ AI content creation နဲ့ make money online with YouTube class ဆိုတဲ့ online class လေးကိုအတင်းနဲ့2000နဲ့အတန်ဆုံး join ပြီးတော့အကောင်းဆုံးသင်ခန်းစာတွေကိုလေ့လာပြီးတော့ကိုယ့်အတွက်အကျိုးရှိအောင်လုပ်လို့ရရဆိုတဲ့အဲဒါလေးကိုဖိတ်ခေါ်ပါတယ်။ Okay ဒါဆိုရင်ဒီ video လေးကိုစလိုက်ပါမယ်။အဲ့တော့ Google News ပေါ့နော်ဒါဆိုရင်ဖုန်းနဲ့လောက်ပြထားတယ်။ငယ် Google News မှာကိုရှာခြင်းနဲ့အဲနော်ဆောင်းပါးလေးကိုဒါအင်္ဂလိပ်လိုလေးနော်တွေ့နေမယ်။အဲဒါလေးကိုဒါအဲ့လင့်လေးကို copy ယူလိုက်မယ်ပေါ့နော်။အင်္ဂလိပ်လိုပဲ လေ့လာခြင်းနဲ့ရတယ်ဒါကအကုန်လုံးမြန်မာလိုလေ့လာလို့ရအောင်လို့မြန်မာလိုအမြန်ဆုံးလေ့လာနေဒီဘူးမြန်မာပြေးသားမှာဖြစ်ပါတယ်ပြီးလို့ရှိရင် Google Gemini AI နဲ့ကိုဝင်လိုက်မယ်အဲ့တော့ Google Gemini AI မှာအနေဆုံးအခုလက်တော့အနေဆုံး model ဖြစ်တဲ့2.0 free ရတဲ့အခါနဲ့လုတ်ပြသွားမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီ prompt လို့ခေါ်တဲ့ prompt တူလေးရိုက်ပြီးတော့ဒါလေးကို AI ကိုဒါကိုကအသုံးပြုလိုက်မယ်ကိုယ့်ရဲ့လက်ထောက်တစ်ယောက်လို့ပေါ့နော် please summarize and explain ဆိုပြီးတော့အတူချုံပြီးတော့ဒါ ရှင်းပြပေးပါဆိုပြီးတော့ဒီ link ကိုဆိုပြီးတော့ဒီ link လေးကိုခုနက copy ယူလာတဲ့ link လေးကို paste လုပ်လိုက်မယ်အင်မြန်မာ language မြန်မာလိုတူချုံကြီးရှင်းပြပေးပါဆိုပြီးတော့နှိပ်လိုက်တယ်နှိပ်လိုက်တဲ့အချိန်မှာဒီ second ပိုင်းတွေမှာပဲသူကမြန်မာလိုအတူချုံနဲ့ဟာလေးကိုဒါကိုရှင်းပြပေးမှာဖြစ်ပါတယ်ဒါခုဆိုရင်ဒါ MM မြန်မာလိုအတူချုံကြီးရှင်းပြနေပါပြီခုနဆောင်းပါးလေးရဆိုလို့ရှင်တော့ဒါ AI ဉာဏ်ရည်တူရဲ့တကယ်ကို ကိုယ့်ရဲ့လုပ်ငန်းတွေမှာအောင်မြင်အောင်ဘယ်လိုလုပ်သုံးချလို့ရလဲဆိုတဲ့အကြောင်းလေးကိုမျှော်ပြထားတာအတူကျုံလေးဖြစ်ပါတယ်အတူကျုံဆိုတဲ့အတိုင်းပဲသူကတပိုက်လေးတွင်းမှာပဲအဲဒါ AI ကဒီနော်စိုက်ပျိုးရေးတွေကျမ်းမာရေးတွေဗန္ဓာရေးတွေအခြားနယ်ပယ်တွေမှာအသုံးပြုနိုင်တယ်ဆိုတာလေးကိုကိုကသိသွားအဲ့အတွက်ကြောင့်လို့ကိုကသူများတက်ပို့ပြီးတော့ချိန်တိုတွင်းမှာဒီဆောင်းပါးလေးကိုအကြာကြီးနဲ့လိုက်ဖက်စရာမလိုဘဲနဲ့တည်သွားပြီပေါ့နော်တကယ်လို့ကိုကလည်းလေးထပ်ပြီးတော့အဲကြည်ကြည်မြတ်မြတ်သိကျင်နေတယ်ဆိုရင်ထပ်ပြီးတော့သူကိုဒီ prompt လေးနဲ့ထပ်ပြီးခိုင်းလို့ရပါတယ် နော်အဲ့တော့ပို့ပြီးတော့ကျေကျေမြတ်မြတ်သိအောင်ရေးပေးပါဆိုပြီးတော့ကျွန်တော်ပရွန်လေးထပ်ပြီးတော့ရိုက်ပြီးတော့ခိုင်းလိုက်ပါတယ်နော် AI ဝတ်လို့မျိုးခိုင်းလိုက်တဲ့ချိန်ကျလို့ရှိရင် AI ကဒီပရွန်ကိုဟိုသူကချက်ချင်းပဲနော်စက္ကန့်ပိုင်းတွေမှာသူထပ်ပြီးတော့ဒီထက်ပို့ပြီးကျေကျေမြတ်မြတ်လေးဒီအကြောင်းအရာကိုပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့ဒီခဏလေးအတွင်းမှာပဲသူကအလုပ်လုပ်နိုင်တဲ့အတွက်ကြောင့်မလို့တကယ်ကို အကျိုးရှိပါတယ်ဒီမှာဆိုရင် AI ဉာဏ်ရည်တွေ့ရဲ့အကြောင်းခုနအာတီကယ်ထဲမှာပါတယ်အသေးစိတ်လေးနည်းနည်းလေးပူချက်ပေးလိုက်တဲ့ဂျမီနိုင်အကြောင်းပါတယ် Notebook Airline အကြောင်းပါတယ်အဲဂျမီနိုင်နဲ့ Gmail နဲ့ပေါင်းပြီးတော့ကိုယ်လုပ်ငန်းတွေလှည့်မြောင်လုပ်တာတွေပါတယ်ဂျမီနိုင် Live ကကျတော့အတန်နဲ့ခိုင်းလို့ရတဲ့တို့ကြောင့်မလို့ဒါအင်္ဂလိပ်စကားပြောရတဲ့လေ့ကျင့်နိုင်တဲ့စာလဲရိုက်စရာမလိုတော့သွားရင်နိုင်တယ်သူ့ကိုမေးမြန်းလို့ရတယ်ဘို့အဲဒါလေးကိုအဲ export to Google Docs တွေထုတ်လိုက်လို့ရှိရင်လည်းဒီစာလေးကိုကို Google Docs ထဲမှာတင်ထားပြီးတော့အားတဲ့ချိန်ချိန်မှာလည်းဖတ်ကြည့်လို့ရပါတယ်အဲတော့ဒါကတော့တကယ်ကိုအကျိုးရှိတဲ့နည်းလမ်းလေးဖြစ်ပါတယ်အဲ ော့ခုလိုမျိုးကျိုးရှိတဲ့အဲနီးလန်းတွေအပြင်နော် AI ကိုသုံးပြီးတော့ဝင်ငွေရှာတဲ့နီးလန်းတွေကိုပါသင်ပေးမယ် AI content creation နဲ့ make money online ပဲ YouTube online class ကို2000နဲ့အများဆုံး join ပြီးတော့ပထမဆုံးရောက်တရားကိုလည်း Canva Pro free invite လုပ်ပေးမှာမို့လို့ဒါလေးကိုလက်လွတ်မခံဘဲနဲ့အများဆုံးလာရအောင် ဇွိုင်းမလို့တဖြစ်ကိုပါတယ်ကီတူစာဆက်ရဲ့ Facebook page စီရီအနေနဲ့ဆက်သွယ်လို့ရပါတယ်အားလုံးပဲဆုံးထိအောင်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းခုလိုကြိုးရှိမဲ့ဗီဒီယိုတွေတင်ပေးမှာမို့လို့ Subscribe လုပ်ထားပြီးတော့ဆောင်ပြီးတော့ကြည့်ပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်